ီကနေ့ဆက်လက်တင်ဆက်ပေးခြင်းတဲ့သတင်းဆောင်ပါတဲ့ဘုတ်ကတော့ကိုလာစုဝေးရေးသားတဲ့စစ်ကောင်စီတဘောခွေစရာပြပအကူညီများဆိုတဲ့ဆောင်ပါတဲ့ဘုတ်ပဲဖြစ်ပါလေမြမရုံမြင့်တန်ကြားမှာစနေနေ့သတင်းထုတ်ပြန်ချက်ရတည်ဆုံးသူအရေးအတွက်ဟာ1644ဦးထိရှိလာပြီးထိခိုက်ဒဏ်ရာရသူ3408ဦး ပျောက်ဆုံးသူ139ရှိလာတယ်လို့သိရပါတယ်။နေပြည်တော်နိုင်ငံတကာလီစိတ်ရှိထိမ့်ချုပ်ရေးမျိုးစင်ဟာအရင်မှဖျက်ချလိုက်တယ်လို့တိကျနေပြုတ်ပြီးညီပေါ်မှာအပိုင်းစာများ ပြန့်ကျဲသွားတယ်လို့ဖြစ်သွားရတဲ့အတွက်နိုင်ငံတကာကယ်ဆယ်ရေးလီရင်များရန်ကုန်လီစိတ်တို့သာဆင်းသက်နေရလို့ကယ်ဆယ်ရေးလုပ်ငန်းများနှောင့်နှေးသွားရပါတယ်။ယခုခါမှာတော့အကျန်းဖက်တမမင်းအောင်လိုင်းဟာ ဆရာသမားမြန်မာလမ်းခွဲထွက်လာတဲ့သဘောအနေနဲ့နိုင်ငံတကာအကူအညီများ လက်ခံမှုအသိန်းတို့ထပ်တလဲလဲပြောနေပြီဖြစ်ပါတယ်။၎င်းဖို့ကဆရာသမားမြန်မာလောက်နိုင်ငံတကာရဲ့အသိမှတ်ပြုခံရမှု မရှိတဲ့လောက်ဖြစ်နေလို့တောင်းတနေသော တောင်းတနေသောကြောင့်လည်းဖြစ်ပါတယ်။ စကိုင်းပြည့်၍ဂျော်ဂျီလှုပ်ခတ်လာတော့မယ်ဆိုတာကိုနိုင်ငံတကာဘူမိပညာရှင်များကပြီးခဲ့တဲ့နှစ်ကုန်ပိုင်းလောက်ကစပြီးတတိပီလာနေတဲ့ဂျာမထိုဒေသတပ်ဝိုက်မှာနျူကလ িয়ার ဓာတ်ပေါင်းမှုကြီးစောက်ရန်ရုရှားနဲ့စာချုပ်ချုပ်ဖြစ်အောင်ချုပ်ခဲ့တဲ့အထိညံနေသူဖြစ်ကြောင်း ပေါ်သွားခဲ့ပြန်ပါတယ်ကျမ်းပါစစ်တဲ့ဟာထို့သူမြင်းကလင်းကြီးလှုပ်သွားပြီးနောက်မှာလေချောင်းတိုက်ခိုက်မှုများဆက်ပြီးပြုတ်လုံနေစေပင်ဖြစ်ပါလေ မန္တလေးတိုင်းနဲ့ကပ်နေတဲ့ကရင်နီနဲ့ရှမ်းပြည်တောင်ပိုင်းတို့မှာဖြစ်ပါတယ်လက်ရှိစစ်ကောင်စီဖို့ကံကောင်းသွားတီကငလင်တန်ခံရဆုံးဒေတာများဟာလာရှူမဟုတ်ပဲကွက်ကွက်လေးသာကြံတဲ့၎င်းတို့အပြည့်ဝထိမ့်ချုပ်ထားနိုင်တဲ့ဇကိုင်းမန္တလေးနေပြည်တော်တို့တွင်ဖြစ်နေသောကြောင့်ဖြစ်ပါတယ် မျိုးသားညီညွတ်ရေးအစိုးရ NUG ကမူခံစစ်မှလွှဲပြီးဖိုးစစ်ကိုဧပြီလ12ရက်နေ့ထိနှစ်ပတ်ကြာရပ်ဆိုင်ထားမှာဖြစ်ပြီးလုံခြုံရေးအမခံချက်ရှိမည်ဆိုက၎င်းတို့နယ်မြေများထိဝင်ရောက်ကူညီပေးမယ်လို့ကြေညာချက်ထုတ်ပြန်လာပါတယ်အူပြပြရောက်ရှိလာသူများဟာရုရှားနဲ့တရုတ်မှဖြစ်ပြီးကယ်ဆယ်ရေးလုပ်ငန်းကျွမ်းကျင်သူများ၊စေဝါကရိယာများ န်နရီတာများတည်ဆောင်လာကြပါလေရုရှားမှရောက်လာတဲ့လေယာဉ်နှစီးမှအနံခံခွေးများ15ပြီအောက်ထိဖမ်းယူရတဲ့အတန်လိုင်းရှာကိရိယာများပင်ပါလာပါလေဟောင်ကောင်မှအင်္ဂရီဖြတ်ဆက်များအပါဝင်တန်ချိန်9ရက်ငတ်ရှိကဲဆယ်ရေးပစ္စည်းများပါလာခဲ့ပါလေတရုတ်မှ အကူအညီဖြင့်ယွန်တန်းတရာဒေါ်လာ73.8တန်းကူညီမယ်လို့ဆိုပါတယ် ရှီဂျင်ပင်မဝမ်းနေကြောင်းတဝင်လောအာအကျန်းဖတ်သမားမင်းအွန်လိုင်းထံပေးပို့တယ်လို့ဆိုပါတယ်။အိန္ဒိယဟာဗြဟ္မာနတ်ဖျားစစ်စင်ရေးလူအမိတက်ခါတန်ချိန်40ရှိကေဇေယီပစ္စည်းများတင်ဆောင်လာတဲ့ရေတက်သင်္ဘောနှစင်းကိုဆေလွတ်ခဲ့ပါတယ်။မြေပြင်ဆေးရုံတယုံကိုလည်းလေကြောင်းမှတည်ယူပို့ဆောင်ပေးမယ်လို့လည်းသိရပါတယ်။တန်ချိန်1500ပါလေရင်3စင်းကိုလည်းဆေလွတ်ပေးခဲ့တယ်လို့ဆိုပါတယ်။ BNN Chat New Zealand တောင်ကိုရီးယားဖိလစ်ပိုင်ဂျပန်နော်ဝေးစင်ကာပူဘင်္ဂလားဒေ့ရှ်ထိုင်းတို့မှလည်းအကူအညီပေးရန်ပြင်ဆင်နေကြပါတယ်ကုလသမဂ္ဂကဘာချက်ချင်းဒီ UNICEF Save the Children Project Hope အဖွဲ့များမှလည်းကူညီကြမှာ ဖြစ်ပါတယ်မန္တလေးရှိပုံလိကဆေးရုံ20နီးပါးကိုစစ်ကောင်စီကပိတ်သိမ်းထားခဲ့ခြင်းကြောင့်လက်ရှိဆေးရုံများမှာလူနာများနဲ့မနိုင်မနှင်းဖြစ်လာနေရပြီး လူအသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရပါတယ်။ထိုဖက်များတို့လည်းအထူးအလုတ်ပူလာရတော့မှ ဖြစ်ပါတယ်။နေပြည်တော်ထောင်မှာအချင်းကြခံနေရတဲ့လူလူကောင်းဆောင်ဒေါ်ဆန်းစုကြည်ဟာငလင်လှုပ်ခတ်မှုအတွင်းဘေးကင်းရန်ကင်းရှိကြောင်းတားဖြစ်သူ ကိုထိန်လင်းမှခေတ်သစ်သတင်းဌာနကိုပြောခဲ့တယ်လို့သိရပါတယ်။ ်ကျန်းဖက်သမားမင်းအွန်လိုင်းအာနာသိန်းစင်ကသာနိုင်ငံတကာမှထိုခဲ့သူအင်တိုက်အားတိုက်ဝိုင်းဝန်းဖြည့်ရှင်းပေးခဲ့လျင်လူပေါင်း2000ကျော်ရဲ့အသက်ကိုကယ်ဆယ်နိုင်ခဲ့မိတာဖြစ်ပါတယ်။ယခုလဲလူအသက်များကိုကယ်တင်ရန်အကူအညီများပေးနေချိန်မှာတစ်ဖက်ကရဲသားများကိုဘုံကျဲတက်ဖြတ်နေဒီမှာမိတို့များလက်ခံနိုင်ပွဲမရှိဆိုသည်ဟုတော့ထုတ်ဖော်ပြောဆိုတင်လာပါတယ်။ တကယ်တမ်းမှာအကူအညီများ ထိတ်ဆုံးမှပေးနေတဲ့နိုင်ငံများဟာအကြမ်းဖက်မြန်မာစစ်တပ်ကိုလက်နက်တပ်ဆင်ပေးနေတဲ့နိုင်ငံများဖြစ်နေပြန်ပါတယ်။၎င်းတို့ရဲ့ဂယုနာဟာမေငွန်းထုတ်เสียဖြစ်လာရတယ်လို့ကုလလူအခွင့်ရေးတာဝန်ခံတွန်းအင်ဒူးကဆိုပါတယ်။မြန်မာပြည်သူပြည်သားမိတ်ဆွေများဘေးကင်းရန်ကင်းရှိစေကြောင်းဆုမွန်တောင်းလိုက်ပါတယ်။ပြည်သူတို့ရဲ့ခုခံတွန်းလှန်စစ် मूर्छा औ यहाँ में